ပါစီဖလီရဲ့ဘာစီလိုနာအတင်းရတော့ကျွန်တော်တို့ဒါဒီယာဒီမှာဆိုရင်တော့လာလီကာရဲ့ဒါချန်ပီယံဖြစ်သွားခဲ့ပြီလို့ပြောလို့ရပါတယ်။ဒါမင်းရရှိမဲ့ကစားခဲ့ရတဲ့ဒီအက်စပန်ယိုနဲ့ပွဲချင်းမှာဆိုရင်လည်းဘာစီလိုနာအတင်းနေတဲ့ဒါဇီဒူးဆိုတဲ့ရက်လက်နဲ့အနိုင်ယူနိုင်ခဲ့တယ်။ တော့အခုလက်ရှိကျွန်တော်တို့လာလီဂါအမှတ်ပေးဇီယားမှာကြီးလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒါဘာစီလိုနာအသင်းအနေနဲ့ဒီပွဲစဉ်အပြီးမှာရမှတ်တာ85မှတ်တော့မှာဖြစ်သွားခဲ့ပြီအဲရီယယ်မက်ဒရစ်အသင်းအနေနဲ့ဆိုရင်လည်းအခုလက်ရှိဒါ36ပွဲကစားပြီးသွားတဲ့အနေအထားမှာရမှတ်88မှတ်ပဲရှိသေးတယ်ဂျာထဲမှာဘာစီလိုနာအသင်းအနေနဲ့ရီယယ်မက်ဒရစ်ကိုကျွန်တော်တို့ရမှတ်9မှတ်ဖြတ်ထားနိုင်သေးတယ်အဲ့တော့နောက်ထပ်ကစားဖို့ကြံရှိနေတာကပွဲစဉ်2ပွဲပဲကျန်တော့တယ်။အဲပွဲစဉ်2ပွဲမှာဘာစီလိုနာအနေနဲ့တည်ကစားတာမှာပဲဗျာ။ AC လာလီဂါချန်ပီယံဖြစ်သွားပြီ။ ရီယယ်မက်ဒရစ်ဒီနောက်ကျန်တဲ့နှစ်ပွဲတုံးနိုင်တော့မှပါစီလိုနာကိုကျော်တက်ဖို့ဆိုတော့လုံးဝမဖြစ်နိုင်တော့ဘူးဆိုတော့လက်ရှိဒီရာသီမှာဆိုရင်တော့ပါစီလိုနာကလုံးဝချန်ပီယံဖြစ်သွားခဲ့ပြီပေါ့နော် အခုဒီရာသီမှာဆိုရင် Hansi Flick ရဲ့ Barcelona အသင်းကတော်တော်လေးအားကောင်းလာတယ်တိုက်စစ်ပိုင်းတော်တော်လေးအားကောင်းတဲ့အသင်းတစ်သင်းဖြစ်လာခဲ့ပါတော့အခုဒီရာသီမှာဆိုရင်လည်းပြည်တွင်းဖလားအကုန်လုံး Hansi Flick အနေနဲ့ဒါသိမ်းယူနိုင်ခဲ့တယ်ဥရောပပြိုင်ပွဲမှာဆိုရင်လည်း Barcelona အသင်းအနေနဲ့ Champions League ပြိုင်ပွဲမှာ Inter Milan ရှုံးနိမ့်ခဲ့ပဲအတွက်ကြောင့်မလို့ဒါ Champions League ပြိုင်ပွဲရနေပြီးတော့နှုတ်ဆက်ထွက်ခွာသွားခဲ့ရပေမဲ့လည်းအခုလက်ရှိကျွန်တော်တို့ဒီရာသီမှာပြည်တွင်းဖလားအကုန်လုံးကိုသိမ်းယူနိုင်ခဲ့ရတော့တကယ်ကို Hansi Flick ကိုတော့ဒါချီးကျူးရမှာပေါ့နော်ဒါပထမဆုံးစတင်ပြီးတော့ကင်တွေတဲ့ရာသီမှာပဲဒါဖလားစုံပတ်ပြီးတော့သိမ်းနိုင်တဲ့အခြေချင်းကြီးကတော့လုံးဝလေးစားစရာပါပဲနောက်တန်းပိုင်းနဲ့ပတ်သက်ပြီးတော့ ာစီလိုနာအသင်းကတော့တော်တော်လေးဒါလိုအပ်ချက်ရှိသေးတယ်လို့ပြောလို့ရတယ်။ရှီတန်ပိုင်းနဲ့ကွင်းလယ်ပိုင်းမှာဆိုရင်တော့ဘာစီလိုနာအသင်းကတော်တော်လေးအဆင်ပြေနေပြီလို့ပြောလို့ရတဲ့အတွက်ကြောင့်မလို့ဒီရာဒီကုံနောက်ရာဒီဒါနွေရာဒီအပြောင်းရှေ့မှာဆိုရင်တော့ဒီဘာစီလိုနာအသင်းအနေနဲ့နောက်တန်းပိုင်းနဲ့ပတ်သက်ပြီးတော့ကစားသမားအသစ်တွေထပ်ပြီးတော့ဒါဖြေးလိုက်မယ်ဆိုရင်တော့ဘာစီလိုနာအသင်းရဲ့အဲဒီကစားပုံတော်တော်လေးနောက်ရာသီမှာပို့ပြီးတော့ဒီတက်ကောင်းတဲ့ပုံစံမျိုးနဲ့ကျွန်တော်ကမြင်တွေ့ရတော့မှာပေါ့နော်နောက်ပြီးတော့လက်ရှိဒီရာသီမှာဆိုရင်လည်းကျွန်တော်ကအက်ကလစီကိုဒါဘီဖြစ်တဲ့ကျွန်တော်ကရီယယ်မက်ထရစ်ကိုလည်း ဒါဒီရာဒီရဲ့တွိတ်ဆုံမှုတိုင်းမှာဘာတူနာအနေနဲ့ဒါဂိုးပြက်တီကြီးပဲဒါအနိုင်ရအောင်ကစားနိုင်ခဲ့တဲ့အတွက်ကလည်းဒါတကယ်ကိုချီးကျူးရမှာပေါ့နော်အဲဘာစီလိုနာအသင်းရဲ့အခုလက်ရှိဒီရာဒီအစုအဖွဲ့ရလည်းကျွန်တော်ဒါဘယ်အသင်းမှာရှင်ပြီးတော့ကစားဖို့ဆိုတာတော်တော်လေးမလွယ်ကူတဲ့ကိစ္စပေါ့နော်ဒါချေယွန်လက်ချော်ဖြစ်ခဲ့ပြီးတော့ဒါချန်ပီယံလီးဂ် ထွက်ခွာခဲ့ရတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ကြံရှိနေသေးတဲ့ဒီလာလီဂါဖလားကိုပါဟန်စီဖလစ်အနေနဲ့တင်းယူသွားနိုင်ခဲ့ရတာတကယ်ကိုကြီးကျယ်ရမှာပါအဲ့တော့ဘာစီလိုနာပြိသက်တွေနေနေဆိုရင်ရောလက်ရှိဒီယာဒီရဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့ဒါကစားပုံတွေကစားသမားအစုအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲနောက်ပြီးတော့နီးပြဟန်စီဖလစ်နဲ့ပတ်သက်ပြီးတော့ဒါဘာတွေများပြောချင်ကြသေးလဲကွန်မန့်မှာတစ်ချက်တော့ဆွေးနွေးပေးသားကြပါဦး MM Media အောင်ဆုံးတကြည့်ရှုပေးကြရပြည်သက်တယောက်ချင်းတိတောင်ကျေးဇူးများကြီးတင်ပါတယ်အာဂတာတရင်အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကြတဲ့ MM Media ရဲ့ Facebook YouTube TikTok တို့ကို Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ် ဘလုံးဝိုက်တိုင်းလိုက်ကြည့်ရှုခြင်းနဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ပြီကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံးနေရပါမယ်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူဖော်ပါလေးဖြစ်ပါတယ်